မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။ဒါဝရဖျားတန်တော်ဘာမှကန္နာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်။ဒီမနက်မှာဂျေဇုတော်အားဖြင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး30အပိုင်ငယ်39ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်။ကျမ်းတက်ကလည်းလူနာကိုတနာတော်သူသည် ဆက်ဆိုင်တော်သူဖြစ်ပါ၏ဟုပြောတော်ယေရှုကသင်သည်တော်၍ထိုးနီးတူပြုလို့ဟု မိန့်တော်မူ၏ဒီအဖြစ်ပြက်မှာတော့ကိုနှင့်ဆက်ဆိုင်တော်သူဟာဘသူများလဲဆိုတာနဲ့ပတ်သက်ပြီးသခင်ယေရှုခရစ်တော်ကကောင်းသောရှမာရိပုံဥပမာနဲ့ပြန်လည်ရှင်းပြတာတွေ့ရပါတယ်သခင်ယေရှုခရစ်တော်ကကိုနှစ်ဆက်ဆိုင်သောသူကိုချစ်ကြတယ်ဆိုတဲ့နေရာမှာဒုက္ခရောက်နေတဲ့သူအာနေသောသူ အကူကြီးလိုနေတဲ့သူကိုကိုထိလက်ရောက်ကူညီမဆာတက်ချင်းကအဲ့ဒီမဆာခံရတဲ့သူအတွက် ကိုနည်းဆက်ဆိုင်သောသူကိုကိုနည်းအမျှချစ်ချင်းပဲလို့ယေရှုခရစ်တော်ကဒီလို ဖော်ပြတာတွေ့ရပါတယ်။ဒီနေရာမှာကျွန်တော်တို့တွေစဉ်းစားစရာတွေအများကြီးရှိပါတယ်။အမှန်တကယ်အရေးပေါ်လိုအပ်နေတဲ့အခါမျိုးတွေမှာလူတွေက လူသားဆန်စွာနဲ့တယောက်ကိုတယောက်ကူညီတက်ကြတာကြီးပဲဖြစ်ပါတယ်။အလိမ်အညာကူညီတောင်းနေတာလား အမှန်တကယ်လိုအပ်နေတာလားဆိုတာကိုလည်းလူတွေသိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့လူတွေကိုမေတ္တာပြတယ်လို့ပြောတဲ့နေရာမှာအမှန်တကယ်လိုအပ်နေတဲ့သူတွေကို အမှန်တကယ်ကျွန်တော်တို့ကူညီဖို့ရန်အတွက်တုံ့ဆိုင်နေမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့လူသားဆန်တဲ့သူတိုင်းသိပါတယ်။ကျွန်တော်မှတ်မိတာလေးတခုရှိပါတယ်။ကိုဗစ်တွေစဖြစ်တုန်းက2020ခုနှစ်မှာကျွန်တော်မလေးရှားမှာနှစ်လလောက်ပြိမိနေခဲ့ပါတယ်။ ဘသူမှလည်းအပြင်းမထွက်ရဘာဆေးဆိုင်မှလည်းမဖွင့်တဲ့အခြေအနေမျိုးမှာတော်တော်လေးကိုကျင်းနေချက်တဲ့ဒုက္ခရောက်ခဲ့ပါတယ်အဲ့လိုအချိန်မှာအသင်းတော်တွေကနေပြီးတော့မှအိမ်တန်ရာရောက်အကူအညီတွေလာပေးကြတယ်စံအိတ်တွေလာပေးကြတယ်စားစရာတွေလာဝေမျှကြတယ်အဲ့ဒီခါမှာတော်တော်လေးကိုစိတ်ထဲမှာဝမ်းသာပီတိဖြစ်မိတယ်မလေးရှားနိုင်ငံမှာရှိတဲ့အသင်းတော်တွေကခရီးရန်တွေစီကိုအရောက် ကူညီမှုတွေပို့ပေးတဲ့အထူးသဖြင့်မလေးရှားမှာလာရောက်ခေလုံနေကြတဲ့သူတွေသူတို့တွေဟာတကယ်ကိုဝဝလင်လင်စားကြရတယ်ဆိုတာတွေ့ရတယ်စားစရာလုံးဝပူစရာမလိုဘဲနဲ့ကိုနှစ်လလုံးလုံးကောင်းကောင်းစားနေနိုင်တာကိုတွေ့ရတယ်တကယ်ကိုဝမ်းသာစရာကောင်းတဲ့အဖြစ်အပျက်ဖြစ်ပါတယ်ဒါဟာလူသားဆန်ခြင်းဖြစ်ပါတယ်အဲ့ဒီကနေကျွန်တော်ရန်ကုန်ပြန်ရောက်လာတဲ့ခါကျတော့ရန်ကုန်မှာ quarantine တက်လောက်ဝင်ရပါတယ် ိမ်မှာမနဲ့တိုင်းမနဲ့တိုင်းအလှရှင်တွေကနေပြီးတော့မှ စားစရာတွေပို့ပေးလာတယ်။အိမ်မှာတခုကျွန်တော်စိတ်ထဲမှာထိတဲ့အရာလေးကမွတ်စလင်ကြီးအကိုတွေကသူတို့စားစရာကောင်းကျင်ပေါင်းလေးတွေလာပေးပါတယ်။အိမ်မှာသူကစားတန်းလေးတခုရေးပေးထားတယ်။သင်တို့နဲ့အတူ ကျွန်တော်တို့ရှိတယ်အားမငယ်နဲ့ဆိုရက်အဲ့ဒီစားတန်းလေးကတော်တော်လေးကို စိတ်ထဲမှာထိတွေ့ခံစားမိပါတယ်။ဘာပဲပြောပြောအကူကြီးလိုနေတဲ့သူဒုက္ခရောက်နေတဲ့သူတွေစီကို အကူအညီတွေလာရောက်ပေးခြင်းအပြင်သူတို့မှာချစ်ချင်းမေတ္တာရှိတယ်သူတို့ကလူသားဆန်တယ်သူတို့ကစာနာတတ်တဲ့သူတွေဖြစ်တယ်ဆိုတဲ့အဲ့ဒီခံစားမှုမျိုးကိုဖြစ်စေပါတယ်ဒီလိုဆိုရင်ကျွန်တော်တို့ကစာနာတတ်တဲ့သူ လူသားဆန်တဲ့သူဖြစ်ဖို့ရန်အင်မတန်အရေးကြီးတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်ခရိယန်တွေကလည်းစာနာတတ်သောသူ လူသားဆန်သောသူဖြစ်ဖို့သခင်ယေရှုခရစ်တော်ကတုံ့တင်နေတာပဲဖြစ်ပါတယ် ျန်းစာတွေဘလောက်တက်တယ်လဲမတက်ဘူးလဲဆိုတာအရေးမကြီးဘူးလူသားဆန်ဖို့ပဲအရေးကြီးပါတယ်ဘလောက်ထိဂုံရှင်ကြီးတယ်လဲမကြီးဘူးလဲဘလောက်ထိပညာတက်လဲမတက်ဘူးလဲဆိုတာထက်ကိုချင်းစာတရားနဲ့စာနာတက်ချင်းကသာလဲအရေးကြီးပါတယ်ဒါကြောင့်တချို့လူတွေကတော့အလိညာတွေပေါ်လွန်းလို့တကယ်မလိုအပ်ဘဲနဲ့လိုအပ်တဲ့အောင်ဆောင်ပြီးတော့မှတောင်းစားနေတဲ့သူတွေကိုတွေ့ရင် ပေးကျင်တဲ့စိတ်ပျောက်တာလည်းရှိပါတယ်။တခါလီမှာရောထွေးပြီးတော့မှတကယ်လိုနေတဲ့သူတွေကိုမျက်ကွယ်ပြုမိတာလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။တချို့တွေကတော့သူတစ်ပါးရဲ့အကူအညီမေတ္တာပြမှုကိုယူရမှာရှက်တဲ့သူတွေလည်းရှိပါတယ်။အပြင်ဘက်မှာကြည့်ရင်တော့ဟိတ်ကြီးဟန်ကြီးနဲ့အတင်းကြီးစရာ ရှိကောင်းရှိပေမဲ့ကွဲရမှာတနာစရာကောင်းတဲ့အကူအညီလိုနေတဲ့သူတွေလည်းအများကြီးရှိပါတယ်။ ဒါကြောင့်မလို့လိန်ညာနေတဲ့သူလားတကယ်လိုနေတဲ့သူလားဆိုတာကို ကွဲကွဲပြားပြားကျွန်တော်သိပြီးတော့မေတ္တာပြတ်တတ်မယ်ဆိုရင်ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ခြင်းပဲဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့တကယ်လိုအပ်နေတဲ့သူတွေစီကိုကျွန်တော်အရောက်သွားပြီးတော့မေတ္တာပြတ်တတ်ဖို့လိုပါတယ်ဘုရားသခင်ကိုယ်ကိုမြင်စေတဲ့အရာပေါ်မှာလက်တွေ့လို့ဖို့လိုတယ်လို့တိုက်တွန်းခြင်းပါတယ်ရရှင်ကောင်းကြီးပေးပါစီ ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖရာကိုရုတ်ကိုဂျေစုတင်ပါတယ်ကျွန်တော်ရဲ့အနီးပါးမှာရှိတဲ့လိုအပ်နေတဲ့သူတွေကို ကျွန်တော်မြင်တတ်ပြီးတော့မှကုညီတက်ဖို့လူသားဆန်စွာနဲ့မေတ္တာပြတတ်ဖို့မာစာတော်မူပါဂျေစုတင်နေကိုရိုနာမဘုံကြီးပါစေဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်နေသည်လဲသူတို့ဘာကိုကုညီတတ်တော်သူများဖြစ်စေပါ အမှန်တကယ်လိုအပ်နေတဲ့သူတွေစီကို လက်ရောက်တော်သူဖြစ်စေပါဂျေစုတင်နေ နာမတော်ပုံကြီးပါစေတနေ့တာလုံးလက်ဝဲအနှံလျက်သခင်ယေရှုနာမ၌ဆုတောင်းဆက်ကပ်ပါ၏အာမင်